လိုက်တယ်ဆိုတဲ့စကားလုံးကိုထိုင်လို့တုံးကြည့်ရအောင်ဥပမာအဖြစ်ဒီဖနက်ကတင်းနဲ့လိုက်တယ်ဒီအင်ကြီးကတင်းနဲ့လိုက်တယ်ဒီပောင်းပီကကျွန်တော်နဲ့လိုက်လာအဲအဲ့လိုမျိုးပုံစံလေးပေါ့နော်ဒီလိုက်တယ်ဆိုတဲ့ပုံစံကိုထိုင်လို့ကျွန်တော်တို့မော့ဆိုတဲ့စကားလုံးနဲ့တုံးတယ်နော်မော့မော့ဥပမာအဖြစ်တင်းနဲ့လိုက်တယ်ဆိုရင်မော့ကပ်ခွန်းနော်ကျွန်တော်နဲ့လိုက်တယ်ဆိုရင်မော့ကပ်ဖုံးအဲ့လိုမျိုးပုံစံ နော်စာကြောင်းနဲ့ကြည့်မယ်ဆိုရင်ဒီဖနက်ကတင့်နဲ့လိုက်တယ်လို့ပြောမယ်ဆိုရင်รองเท้านี้เหมาะกับคุณရမယ်နော်ဒီဖနက်ကတင့်နဲ့အရန်လိုက်တယ်လို့ပြောမယ်ဆိုရင်တော့ mark လေးထည့်လိုက်ပေါ့နော်รองเท้านี้เหมาะกับคุณมาก รองเท้านี้เหมาะกับคุณมากเนาะ T N G ก็ติดในอายันไล่ได้ส่วนนี้เสื้อตัวนี้เหมาะกับคุณมากยังไงเนาะเสื้อตัวนี้สุดาก็ T N G ก็เนาะเหมาะกับคุณมากติดในอายันไล่ได้ နောက်တစ်ခုကြည့်မယ်တီပောင်းပီကကျွန်တော်နဲ့လိုက်လာလို့ပြောမယ်ဆိုရင်ကန်ကင်နီမော်ကဖုံမိုင်အဲ့လိုမျိုးပုံစံပေါ့နော်ကန်ကင်နီတီပောင်းပီကမော်ကဖုံကျွန်တော်နဲ့လိုက်တယ်အနမှာမိုင်လေးထဲလိုက်တော့အမေးစကလုံးဖြစ်သွားတယ်ကန်ကင်နီမော်ကဖုံမိုင်တီပောင်းပီကကျွန်တော်နဲ့လိုက်လာဆိုတဲ့ပုံစံပါ ရမယ်နော်အနေနဲ့အများကျိုးရှိမယ်လို့ထင်ပါတယ်ကိုရထားတဲ့စကလုံးလေးတွေစာကြောင်းလေးတွေကိုဒီမော့ဆိုတဲ့စကလုံးနဲ့တွဲပြီးတော့အသုံးပြုကြည့်ပါနော်မရှင်းတာရှိတယ်ဒါမှမဟုတ်တိချင်တာရှိတယ်ဆိုရင်လည်း comment မှာမေးထားလို့ရပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ပါမယ်နော်အကယ်၍ထိုက်ပါတဲ့စကားကိုအခြေခံကနေစပြီးမှလေ့လာချင်တယ်ဆိုရင်လည်း Facebook Messenger မှာမေးမြန်းပေးပါဒီလကုန်တရက်နေ့ပြန်ဆမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဖုန်း James စသည်ครับ